ဒီအချက်ကြောင့်လေမမချွေးတဲ့အစားအသောက်တွေကိုဒါမှမဟုတ်ပဲအထူးပြောင်းလဲချက်ပြုတ်ထုတ်လုပ်ထားရပါတယ်။ပရိသတ်များလုံးဝမင်္ဂလာပါ။ဘာမှ H3 လုံး channel ကနေကြိုဆိုပါတယ်။ဒီနေ့တော့လေရင်ပြန်သန်းနေချိန်မှာကျွန်တော်တို့ရဲ့နှာခေါင်းနဲ့ရှားကဘယ်လိုခံစားရသလဲဆိုတော့နည်းနည်းလောက်ဆွေးနွေးကြည့်ကြမလား။ဒီအတွက်အသေးပန်လေးကြဆန်းတက်လို့စေးစေးတွေးရှိရတဲ့အချက်လက်ကစိတ်ဝင်စားစရာအရန်ကောင်းပါတယ်။လေရင်မမအနမ်းနဲ့အရသာခံအာယုံက20ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိရောင်းနေသွားတတ်တယ်လို့စစ်ဆေးတွေးရှိချက်တွေကဆိုပါတယ်။ဒါပါကြောင့်လေ ဘယ်လိုဖြစ်ရတာလဲလေရင်ကော်မတီတွေကဒါကိုဘယ်လိုဖြေရှင်းကြသလဲဒါလေးကိုဆက်မပြောခင်မှာပရမဇုံလေမမစားတော့တဲ့အခါဘယ်လိုခံစားရလဲဆိုတာတစ်ချက်လောက်ပြန်စဉ်းစားကြည့်ပေးပါလားမြေပြင်မှာစားရင်အရသာရှိရှိခံစားရတယ်ဒါပေမဲ့လေမမစားရင်နည်းနည်းအရသာပြောက်တလို့ခံစားရတယ်ကော်ဖီခါခါအတိုင်းမခံစားရဘူးဟေးရေကတိတ်ပြီးအရသာမထွက်ဘူးအတီးနံချေချိုလေးတွေကတမျိုးကြီးလိုပါပဲဒီလိုမျိုးတွေဖြစ်ခဲ့ဘူးလားဆိုတာတစ်ချက်လောက်ပြန်စဉ်းစားကြည့်လို့ရမလားရရင်ကိုယ့်ရဲ့ခံစားချက်တွေကို comment ကနေပြောပြခဲ့ကြပါဦး ဟုတ်ပါပြီကျွန်တော်ဆက်ပြီးပြောပါမယ်အဲလိုမျိုးလိန်ပေါ်မှာစားရတာမြေကြီးပေါ်မှာစားရတာတော့အရသာမရှိဘူးလို့ခံစားရတာကခမရတယောက်တည်းမဟုတ်ပါဘူးလူတိုင်းခံစားကြရတယ်လို့သိပ္ပံပညာရှင်တွေကပြောထားပါတယ်ဘာကြောင့်လဲဆိုတော့လိန်ပြန်တန်းနေတဲ့မှာလေပြာနေသွားပါတယ်လေရင်တွေကအမြင့်ပေ3000ကနေ3500ပေးလောက်မှပြန်တန်းပါတယ်။အဲဒီအမြင့်မှာလေပီယာကမြေပြင်ရဲ့8500ကနေလောက်ပဲရှိပါတယ်။လေရင်မောင်းကနေမှာတော့ဖီယာထိန်းထားပေမယ့်အပြင်ကလေပီယာနေတာကတက်ရောက်မှုရှိပါတယ်။ အဲ့ဒီလေဖျားနေတာကကျွန်တော်တို့ရဲ့နှာခေါင်းနဲ့ပတ်သက်တဲ့ကအာယုံကန်ဆဲတွေကိုထိခိုက်စေပါတယ်။အနက်ခံအာယုံကအရသာကန်အာယုံရဲ့80ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်။နှာခေါင်းကအနက်မခံစားနိုင်ရင်ရှာကအရသာမခံစားနိုင်ပါဘူး။လေအမမလေထုက6တွေပါတယ်။ဆိုတိုင်းစားက12ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။မြေပြင်မှာဆိုရင်90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းလောက်ရှိပါတယ်။အဲ့လိုလေထု6တွေလာကနှာခေါင်းအမီးပါးကို6တွေစေပါတယ်။ဒီတော့အနက်မျိုးစုံကိုမခံစားနိုင်တော့ပါဘူး။အရသာခံအာယုံကဘလို့လုံးလို့တလဲဆိုတာနည်းနည်းရှင်းပြပေးပါမယ်။ ကျွန်တော်တို့ရဲ့ရှာပေါ်မှာအရာသာခံအာယုံခလုတ်တွေရှိပါတယ်။အဲဒီခလုတ်တွေကချုံငန်ခါစားတဲ့အရာသာ၅မျိုးကိုခံစားပါတယ်။ဒါပေမဲ့အရာသာအပြည့်အဝခံစားဖို့အနံ့ပါရပါမယ်။လေမမလေဖျားနေတာကနှာခေါင်းအမြေပါကိုဖောင်းစေပါတယ်။ဒါကြောင့်အနံ့မျိုးစုံကိုမကန်စားနိုင်တော့ပါဘူး။ရာလကတော့လေမမစားတော့တဲ့အခါပုံမှန်ထက်အရာသာယောနေသွားတော့တာပါပဲ။တိုက်ပံလေးလာမှုတွေအရအချုံနဲ့အငံရတာက20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းလောက်ထိကိုလျော့သွားပါတယ်။အချင်းနဲ့အခါအရတာကဆိုရင်တီးထက်တောင်ပိုလျော့တတ်ပါတယ်။ ရရင်ကုမ္ပဏီတွေကဒါကိုသိပါတယ်အဲဒီတော့အစားအသောက်ချက်ပြုတ်တဲ့အခါအရသာပို့ထည့်ပါတယ်ဥပမာဟင်းခက်အမွေးကြိုင်ပို့ထည့်ပါတယ်အငံချိုပို့ထည့်ပါတယ်လေမမစားရင်အရသာပုံမှန်ခန်းစားရအောင်လုပ်ပေးထားပါတယ်ဂျာမန်ရဲ့လူဟမ်ဆာကုမ္ပဏီကပထမဆုံးဒီပြဿနာကိုလေ့လာခဲ့ပါတယ်နောက်30ခုနှစ်မှာ Fraunhofer Institute နဲ့ပူးပေါင်းပြီးလေ့လာခဲ့တာပါရလကလေမမအရသာခန်းအာယုံ30ရာခိုင်နှုန်းလျော့သားတာကိုတွေ့ရှိခဲ့ရပါတယ်အဲဒီနောက်အစားအသောက်ချက်ပြုတ်နည်းတွေကိုတွေ့ရှိချက်နဲ့လိုက်လျောညီတွေဖြစ်အောင်ပြောင်းခဲ့ပါတယ် လေမမအချိုရရွေးချယ်မှုပြုလုပ်တဲ့အခါရီမှာဆိုရင်လည်းအဲ့လိုပဲပြောင်းလဲထားပါတယ်။ဥပမာ coffee တိုက်တော့မယ်ဆိုရင် coffee mug ကိုပို့ထည့်ထားတာ၊ wine တွေ၊ beer တွေရွေးချယ်တဲ့အခါအချင်းပုံဆိုးတဲ့ဟာတွေကိုရွေးချယ်ပြီးတော့ဝန်ဆောင်မှုပေးတာမျိုးတွေပြုလုပ်ကြပါတယ်။ Heineken beer တော်မှကျွန်တော်တို့မြေကြီးပေါ်မှာတောက်တဲ့ beer နဲ့လေမမတောက်တဲ့ beer ကိုမတူအောင်လို့ထုတ်ထားပါတယ်။လေဘော်တွက်ထုတ်တဲ့ beer ကအချင်းပုံဆိုးပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။အားလုံးလည်းသုတရယတရာတစ်ခုခုရလိုက်ကြမယ်လို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတစ်ပဲတင်ရှိပါရယ်ခင်ဗျာ။